ကျွန်တော်နာမည်ကတော့မောင်လဲပါရေကုန်ပြေအကစားသမားတယောက်ဖြစ်ပါတယ်ဝင်ရောက်ရှင်ပြန်ခဲ့တဲ့အကစားမျိုးမီတွေကတော့မီတာ800မီတာ1500မီတာ400လက်စင်ကန်းတို့ဖြစ်ပါတယ်သောစာပြန်ခဲ့တာတော့မလေးရှားစီးကိ2019ဖြစ်ပါတယ်ဝင်ရောက်ရှင်ပြန်ခဲ့တဲ့အချိန်မှာကျွန်တော်ရှုံးနေခဲ့ပါတယ်အဲအချိန်မှာစံချိန်မဝင်ခဲ့ပါဘူးအဲနောက်နေ့တွင်မှာကျွန်တော်ဒီရဲ့အမားတွေကိုပြင်ဆင်ပြီးတော့ ကျွန်တော်ပြန်ပြီးတော့အင်ဒိုနီးရှားမှာကျွန်တော်တတိယစာရရှိခဲ့ပါတယ်အင်ဒိုနီးရှားပြီးတော့ကျွန်တော်ဖိလစ်ပင်းမှာကြာတော့အကြောင်းအကြောင်းအကြောင်းဒီကိုဗစ်ရောဂါတွေကြောင့်ကျွန်တော်တို့ပြန်ပြန်ပွဲတွေဖြတ်ခဲ့ရတယ်အဲကနေမှကျွန်တော်တို့ဒီကမ္ဘောဒီးယားစီကိန်းပေါ်ကိုလက်ရှိကျွန်တော်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်အခုလိုတစိမ့်တွေရရှိခဲ့တာဖြစ်ပါတယ်ပထမဆုံးရွှေတစိမ့်ရခဲ့တဲ့အချိန်မှာကျွန်တော်အမြင့်မမအလံကြီးကိုကျွန်တော်ခြုံရတဲ့အချိန်မှာကျွန်တော်ရိုင်းလေဝမ်းတာတယ်ပြီးတော့ ကျွန်တော်ငိုလဲငိုချင်ခဲ့ပါတယ်အပြောကတော့ဘယ်ပြောနဲ့မှမတူပါဘူးတော်ကမသားသားဖြစ်တော့ပို့ပြီးတော့အခက်ခဲဆိုတာပို့ပြီးတော့ကောင်းတဲ့သူတွေတဲ့ပုံကြီးဆိုးပါတယ်အဲအခက်ခဲမြောင်များစွာကိုကျွန်တော်တို့ကကြော်ပြတ်ပြီးသွားမှဒီလိုစူးစိတ်တွေရရှိကြတာလွယ်တာတော့မဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့ဆိုလို့ရင်ပြင်းနဲ့မှောက်လဲတာတော့တခါတလေကြားလို့ရင် အလုတ်တိုက်ပြီးလဲတော်တို့ခြေထောက်တွေကျိုးပြီးတော့လဲကြတာတို့အများကြီးပေါ့အချိန်ချင်းဒါမျိုးတွေကိုကြော်ပြတ်ပြီးတော့မှရရှိခဲ့တာပေါ့အကစားလောကကိုကျွန်တော်မစောကျွန်တော်ဘူးလို့တော့ကျွန်တော်စိတ်ကူးမိတယ်ဟိုအများကြီးစူးစမ်းပြီးတော့ကျွန်တော်ရလက်တရားမကောင်းဘူးဖြစ်နေတဲ့အချိန်ပေါ့ကျွန်တော်လဲကြသွားတဲ့အချိန်မှာကျွန်တော်ပန်ဖိုးခဲ့တဲ့ကျွန်တော်တို့ရဲ့အထက်ကလူကြီးတွေရဲ့ကျွန်တော်ရဲ့မိဘပြီးကျွန်တော်ရဲ့ဟိုညီကောင်မောင်နှမတွေပေါ့ဒါတွေကလည်းအများကြီးကျွန်တော်တို့အားဖြစ်စေတယ်ပေါ့ဒါကြောင့်မို့လဲကျွန်တော်ဒီနေရာကိုရောက်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ဘာကစားဆိုတော့လွယ်လွယ်လေးနဲ့မရပါဘူး။အဲအများကြီးစူးစမ်းမှဒီလိုနေရာကိုရောက်မယ်ဒီလိုစူးတစိတ်တွေရမယ်ဒီလိုအောင်မြင်မှုတွေရမှာဖြစ်ပါတယ်။ကျွန်တော်တို့မတန်ဆွမ်းနေဆိုတာကတော့အများတန်းလွတ်လွတ်အားငယ်တဲ့စိတ်ရှိတယ်။အဲကိုတကူကူလှုပ်ချင်တဲ့အချိန်မှာလှုပ်လို့မရတဲ့အချိန်တွေရှိလာခဲ့။ဒါရီကဟိုကျွန်တော်တို့အတွက်စိတ်အနှောက်အယှက်ဖြစ်တယ်လို့စိတ်တက်ကြရည်လည်းဖြစ်တော့ဗော။တယောက်နဲ့တယောက်အချင်းချင်းတွေပေါ့ကိုင်းကျွမ့်မြင့်ကျွမ့်ကိုင်းမြင့်ဆိုတော့အနေထားတစ်ခုနဲ့ပဲဒီနေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။အားကစားဆိုတာကတခုတခုတည်းနဲ့မရပါဘူး။ကြိုးစားနေရုံနဲ့မရဘူး။အဓိကစိတ်သက်စိတ်သက်ရဲ့စီကံရဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတန်ခွာဘွဲချုပ်မှာစီကံကောင်းမှသာလင်းလေဆိုင်ရှင်ကောင်းတခုရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့စိတ်သက်ကောင်းဖို့လည်းအများကြီးလိုပါတယ်။စိတ်သက်ကောင်းမယ်စီကံကောင်းမယ်အဲ့ကြောင့်ကြောင့် ဆိုင်ချင်းဆိုတာနောက်ကနေသူကသူပါလာတာဖြစ်ပါတယ်ဒီ2026တလပိုင်းမှာလဲကျွန်တော်တို့ထိုင်းစီးကိန်းမှာတွားရောက်ရှင်းပိုင်းမှာဖြစ်ပါတယ်လို့ကျွန်တော်တို့လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်